မင်္ဂလာပါရှင်။ပေါမခင်းတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစာရေးညနေခင်းတရင်များကိုအစင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့ရန်ကုန်မော်လမြိုင်အဝေးပြေးလန်းနဲ့စစ်ကြေးကောက်နေသည့်အထူးဆောင်စန်းစစ်ဆေးရေးဦးစီးဌာနမှထူးဆောင်မှုမင်းသူနဲ့လက်ထောက်ဆောင်မှုမင်းတန်တို့ကိုပြစ်ခတ်မှုနှုတ်ဦးစလုံးတည်ဆုံဆွေးနွေးတဲ့မယ်ဖြစ်ပါရယ်။မွန်ပြည်နယ်စိုက်ထုံမြို့နယ်ရန်ကုန်မော်လမြိုင်အဝေးပြေးလန်းမိုင်းနဲ့စစ်ကြေးကောက်နေသည့်ဆောင်စန်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးမှထူးဆောင်မှုမင်းသူနဲ့လက်ထောက်ဆောင်မှုမင်းတန်တို့ ပြစ်ခတ်ခံရပြီးပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းပြည်သူ့ကောင်ရေးတမရတရင်ခွန်၈၃၅တက်ခွဲလေး UG မှတောင်ဝင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မက်စလ၂၃ရက်နေ့ညနေ9:20မိနစ်ခန့်ချိန်စိုက်ထုံမြို့နယ်ကြာပြူကျေးရွာတိုင်ခမိတ်အစိုးရရာဘာချန်လန်ဝါအနီးရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းမပေါ်တွင်သွာလာနေသည့်ကုန်စည်ကားများကိုစက်ကြီးကငွေညစ်တောင်းခံနေသောစားသုံးလုံးများကိုတော်လင်းရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ရှင်းတိုက်ခိုင်မှုတွင်စုံစမ်းစစ်ဆေးဦးစီးဌာနမှဒုဆုံမှုမင်းသူနှင့်လက်ထောက်ဆုံမှုမင်းတန်ကိုလိုနှစ်ဦးပွဲချင်းပြီးတည်ဆုံခဲ့ပြီးဆုံမှုသူရဆိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းမပေါ်မှစစ်ကြီးကငွေညစ်တောင်းခံနေတဲ့စုံစမ်းစစ်ဆေးဦးစီးဌာနစာသုံးလုံးကဆုံမှုသူရဆိုဒုဆုံမှုမင်းသူနှင့်လက်ထောက်ဆုံမှုမင်းတန်ကိုလိုသုံးဦးကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့။မင်းသူနှင့်မင်းတန်ကိုကတော့ပွဲချင်းပြီးတည်ဆုံနေဟုပြည်သူ့ကောင်ရေးတပ်မတော်တရင်ခွန်ရှစ်သုံး ညာကတက်ခွဲလေးယူချိန်မှတောင်းရင်ရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုစိုက်တူပါကဖာနှင့်ပြည်သူကောင်ရေးတပ်မတော်တရင်ခွန်ရှိတုံညာကတက်ခွဲလေးယူချီတို့ကပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရသည်ဆလမေ KNU ဌာနချုပ်အနီး36နှစ်နေပါကြာတက်ဆွဲထားတဲ့ Clay Day Siskan ကိုပူပေါင်းတက်တွေသိမ်းယူဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းမြန်မာနယ်စပ်လိုင်းဝဲမြို့နယ်ကလေဒီရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်တခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကမတ်လ25ရက်မှာအပြီးသက်သိမ်းယူနိုင်ခဲ့တယ်လို့ကရင်အမျိုးသားစီယုံ KNU ကဒီကနေ့မှတီဗီထုတ်ပြန်လာပါတယ်။ထိုင်းနိုင်ငံနဲ့ကလျက်ရှိနေတဲ့ကလေဒီရွာနေမှာအခုမတ်လ22ရက်နေ့ကလည်းတိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကလည်းလေကြောင်းပုံးကျဲတိုက်ခိုက်မှုဒရုန်းနဲ့တိုက်ခိုက်မှုတွေလှုံ့ဆော်နေတာကြောင့်ထိုင်းစစ်တပ်နဲ့လေတပ်က တိုင်းလေရင်20နဲ့နေဆက်တလျှောက်ပြန်တန်းဆောင်ကြည့်ခဲ့ပါသေးတယ်။စစ်ကောင်စီအခြေချတပ်ဆွဲထားတဲ့ Clear Day Task ဟာ KNU တပ်မှ9နယ်မြေဌာနချုပ်အနေမှာ1989ခုနှစ်စက်တင်ဘာလ22ရက်နေ့ကတည်းကတည်ရှိခဲ့တာဖြစ်ပြီး36နှစ်နေပါကြတပ်ဆွဲအခြေချရှိနေကြတာလည်းဖြစ်ပါတယ်။ ကလေးဒီစကန်သိန်းတိုက်ပွဲတွင်စစ်ကားစီကဂျက်ဖိုက်တာလေးရင်နဲ့ပေါင်900ပုံလေးလုံး Y12 လေးရင်နဲ့ပုံ36လုံးခြေချတိုက်ခိုက်ခဲ့ပြီးလေးချောင်းပစ်ကူပေးခဲ့ပြီးမနေ့ကမက်စလာ25ရက်မှာ KNL ကအပိသက်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စကန်းသိန်းတိုက်ပွဲအတွင်း KNL တပ်မဟာ9လုံခြုံရေးစစ်ကြောင်းတရင်29တရင်27တရင်22နဲ့တရင်24တို့ကပိုးအောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရလို့သိရပါတယ်။စကန်းသိန်းတိုက်ပွဲပြီး Cladis ကန်းကိုနေမြေရှင်းလင်းမှုလှုပ်ဆောင်ခြင်းစကောက်စီတပ်သား2ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ရပြီးစကန်းတွင်းက point 5တလက် point 5ပြောင်းနှစ်ချောင်း60မမအရှိတလက်60မမအတူတလက် RPG 7တလက် MA2 သုံးလက်ဂျမ်းမာတလုံးမိဇက်ကြီးတလုံးမိဇက်အသေးတလုံးမိုင်းရှာဇက်တစ်ခုရှေးထွက်မိုင်း6လုံး16နေမိုင်း2လုံး60မမကြီး29လုံးခွေးပုံး10လုံး81မမကြီး2လုံး40မမကြီး32လုံး RPG 7ကြီး14လုံး7.62ကြီး2တောင်း5.56ကြီး8တောင်းတိုင်မိုင်း60လုံးခမောက်10လုံးဆိုလာလေးချက်တူကိုလည်းတင်ဆက်ရရှိခဲ့တယ်လို့သိရှိရပါတယ် ထိုင်းနိုင်ငံနဲ့ဇန်နဲ့တမိုင်ကြောသာဝေးတဲ့ Clear Days ကံသိန်းတိုက်ပွဲဖြစ်ပွားခြင်းအတွင်းနီးဝန်းကျင်ကဒေသခံပြည်သူအများပြားထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတင်ဆောင်လာတာကြောင့်ထိုင်းနေဆက်တပ်ဖွဲ့အာဏာပိုင်တွေကလူသားချင်းစာနာမှုအကူအညီတွေပေးထားတယ်လို့လည်းထိုင်းသတင်းဌာန AEC မှဖော်ပြထားပါသေးတယ်။ဆလဘီစစ်ကောင်စီဘက်ကအသေးကန် drone ၂၀ကို AE ကပစ်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းငပယ်မြို့ပိုင်း Embran Lambo ကနေရီကန်လေကြောင်းကောက်ရေး viewer scan ခံစစ်အတွက်ပြစ်ကူလာတဲ့ စ်ကောင်စီဘက်ကအသေးခံ drone ၂၀ကို RK Tamro A ကပစ်ချနိုင်ခဲ့ကြောင်းရခိုင်ဒေသအခြေစိုက်မီဒီယာတွေကဖော်ပြကြပါရယ်။မနေ့ကမတ်လ၂၅ရက်မှာ drone ၂၀ကို A ဘက်ကပစ်ချနိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကနေရီကန် viewer scan မကျစေရတဲ့အတွက်အသေးခံ drone တွေနဲ့ရောစက်တက်လေးတွေနဲ့ပါအသုံးပြုပြီးပစ်ကူပေးနေကြောင်းသိရပါရယ်။ဒါအပြင်ရဟယင်းတွေရောလေးရင်တွေပါဘုံကျဲတိုက်ခိုက်မှုတွေလှုံ့ဆော်နေတာလို့လည်းသိရပါရယ်။ နိုင်ရည်ကန်စကန်တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး CDM ဘုံမှုဆွေတော်ကိုဆက်သွဲမိမြန်တဲ့အခါနိုင်ရည်ကန်စကန်က A ရဲ့မကွေဘတ်ထိုးစေးကိုကာထားတဲ့စစ်ကောင်စီစကန်ကိုပါမိတိလာအခြေဆိုင်တက်မ69လောက်ခန့်တက်တွေသုံးပြီးစကန်မကြောင့်ခုခံနေတယ်လို့သိရပါတယ်တက်မ69တက်မမှုကလည်းဗရန်ကလေးချောင်းရန်တက်မအနီးကပ်ကုတ်ကဲနေတယ်လို့သိရပါတယ်ရှာသီယူတူပူပြင်းလာတာရောစစ်ကိုပြစ်ကူအပါဝင်ရှင်းနေရိတ်ခါရရှိမှုအရာရောမကြမင်းစကန်ကို A ဘက်ကသိမ်းပိုက်နိုင်မယ့်အနေထားမှာရှင်းနေပါ ါတယ်လို့မျိုးရောကိုပြောပါရယ်။နှင်းရီကန်ပြူဟာစကန်ကုန်းကို AA နဲ့ပူပေါင်းတက်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလအစပိုင်းကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုင်းနေရလဲဖြစ်ပါရယ်။ရှခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့အရမတက်သားစူဆောင်ခံခဲ့ရသူနှစ်ဦးစစ်ကောင်စီကိုပြန်တိုက်မည်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရယ်ရှင်။ ပြည်သူ့စစ်မှုထမ်းဥပဒေအတွင်အရမစုဆောင်ခံရသည့်တပ်သားနှုတ်သည်ဒေါနာတယင်ပြူဟာ33နှစ်မြင့်အတွင်သို့လက်နက်ခေရန်အပြေဆုံးဖြင့်အလင်းဝင်ရောက်လာပြီးနောက်စစ်ကောင်စီကိုလက်နက်ကင်ပြန်တိုက်မိဟုသိရသည်။ဖလောအခြေဆိုင်အမှတ်စနစ်တမရော်တမ်းမြင့်လေးချင်ရင်ကျောင်းနှင့်ဝဲကလေးအခြေဆိုင်အမှတ်လေးတမရော်တမ်းမြင့်လေးချင်ရင်ကျောင်းမှတင်းနန်းစင်တပ်သားများဖြစ်သောတပ်သားအာဂါတင်လင်းနှင့်တပ်သားနေလင်းအောင်တို့သည်ခမရ958တွင်တာအန်ထန်းဆောင်နေစဉ်မတ်လ25ရက်နေ့ကဒေါနာတယင်ထံလက်နက်ခေရန်များနှင့်တကွာအလင်း ဝင်ခဲ့သည်စစ်တဲ့အနိုင်ကျမှုမခံဘဲကျွန်တော်တို့ကစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမည်ဟုအလင်းဝင်ရောက်လာသည့်တပ်သားနှုတ်ဦးမှပြောခဲ့ကြောင်းဒေါနာတရင်မှုရဲဘော်ရန်နိုင်ကလည်းစီရီယံအလင်းဝင်ရောက်လာသူများကိုနေထွေးစာကျူးစွလက်ခံပြီးကြံရှိနေသောစစ်ကောင်စီတပ်သားများအနေဖြင့်အလကားအသိမခံဘဲအချိန်ရှိတော့ပြည်သူနဲ့ပူးပေါင်းမှဟုအတိပေးပြောကြားထားသည်ဟုဒေါနာတရင်ကထုတ်ပြန်ထားသည် အရမတက်သားစူဆောင်ခံရသောအာကတင်လင်းသည် MA2 တလက်ကြီပေါက်3ခု GTR တောင်းလက်ပြဘုံတလုံးနေမိုင်းတလုံး Vest တထည်ယူဆောင်ခဲ့ကြ။အရင်အတမတက်သားစူဆောင်ခံရသောနေလင်းအောင်သည် MA1 တလက်ကြီပေါက်3ခု G95 တောင်းပို့ကြီ9တောင်းအီနာက3လုံးနေမိုင်းတလုံး Vest တထည်တို့ကိုယူဆောင်ကအလင်းဝင်ခဲ့ကြခြင်းဖြစ်သည်။ဆလဘီရွှေဘုံမြို့ပြင်တွင်ကင်းမုံဝင်နေသောစစ်သားများတိုက်ခိုက်ခံရပြီးငောင်းတိဆုံးဟုဆိုဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ကျွန်တော်တို့မြို့နယ်ရောတိုင်းနယ်အဖွဲ့တွေပူးပေါင်းပြီး drone နဲ့ပုံသီးခြားရာလုံး90ကျော်ရပြထိတွေ့ကအိုရှက်ကန်တုံးတန်နာမှာဖြစ်တာကိုရွှေဘိုမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့မှတောင်းရင်ရှိသူတို့က MBA ကိုပြောသည်တိုက်ပွဲဖြစ်ပွားနေစဉ်တွင်ရွှေဘိုမြို့ရှိစစ်တပ်အခြေဆိုင်ရာခလာရ42တက်ကညနာရုံနဲ့ကန်တော်စကန်တို့မှလက်နက်ကြီးဖြင့်ပစ်ကူခဲ့တော့လေ PDF ရဲဘော်များအထူးကံရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် လဲကျသွားသူတွေကိုတရွတ်တိုက်ဆွဲခေါ်သွားတာဗျလက်နက်ကိုပြေးကောင်းမဲ့ဆဲဆဲမှာဟိုဘက်ကစစ်သားတွေကတရဇက်ပြင်နေလို့လက်နက်မကောက်ခဲ့ရတာဆိုင်ရဲဆိုင်ရန်ချုံနဲ့ဆက်အုပ်ထုပ်တွေတင်းဆဲရမိပါတယ်ဟု၎င်းကဆက်လက်ပြောဆိုသည်ဆရာနာရှင်စနစ်တစ်ခုလုံးချိန်မုံတုတ်တန်နိုင်တော်ယုံဆွေတတိတော်ယုံအားထုတ်မှုဖြစ်မရနိုင်ပေအပင်မန်းခန့်အစင်းရဲခန့်နိုင်ရမျိုး NUG ယာယီသမရသတိပေးဆိုရတဲ့တွင်ဖြစ်ပါရဲ့ရှင် မြန်မာနိုင်ငံတွင်နှစ်ပေါင်း90ကျော်အမြင့်တွင်နေသည့်စစ်အာဏာရှင်စနစ်တစ်ခုလုံးချိန်မွန်းတုတ်တဲ့နိုင်ရေးမှာတော်ရုံဆွဲတက်သည့်တော်ရုံအထောက်မှုဖြစ်မရနိုင်ပေအပင်ပန်းခံအစင်းရဲခံနိုင်ရမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရာရေးသမရဒူဝါလေးရှိလာကတရိပ်ပေးပြောဆိုသည်ယနေ့ပြုလုပ်သည့်အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့၏ကိုမြင့်ဆောင်2025အစည်းအဝေးတွင်၎င်းကအထက်ပါတိုင်းအသိပေးလာခြင်းဖြစ်သည် တော်လိုင်းရဲဘော်များအနေဖြင့်နှစ်ပေါင်းများစွာအမြင့်တွင်နေသောဆက်အနာရှင်စနစ်ကိုချေမုံရမ်းမှစိတ်နှစ်ခန္ဓာမှာကြုံရမည်ဖြစ်ပြီးအပင်ပန်းခန့်အစင်းရဲခံနိုင်ရမည်ဖြစ်ကြောင်း၎င်းကပြောဆိုသည် ကျွန်တော်တို့ဟာအပြင်းမှန်ခံရရမယ်အစင်းရဲခံနိုင်ရမယ်ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာဟာကျင်းနေချက်ထဲမှာထုတာပေးတာကြအောင်မကြောနေရမှာဖြစ်ပါတယ်။နှစ်ပေါင်း90ကြာကြာအမြင့်တွင်နေတဲ့ဆရာနာရှင်စနစ်တစ်ခုလုံးကိုချိန်မုံတုတ်တဲနိုင်မှုဆိုရမှာတော်ယုံဆွဲသက်တည်နေမရသလိုတော်ယုံအားထုတ်မှုမျိုးနဲ့လည်းမရနိုင်ဘူးဟုယာယီသမရတူအားလည်းရှိလာကသတိပေးပြောဆိုသည်။ ထို့ပြင်ຫນွေဥတော်လန်ရေးသည်လူလူတော်လန်ရေးဖြစ်ပြီးလူလူ၏ယုံကြည်တဝဲမှုကအတေကကြာကြောင်းတော်လန်၏အောင်မြင်ခြင်းမအောင်မြင်ခြင်းသည်ဥဆောင်ဥရပြုနေသူများ၏အရေးအချင်းစွန့်ရည်နှင့်အမျှော်မြင်ပုံမူတည်နေကြောင်းလူလူကလက်ခံလာစေရေးလောက်ရဖြစ်နာတည်တည်ပြမည်ဖြစ်ကြောင်းယာယီသမရာကဆက်လက်ပြောဆိုသည်